လက်မိတီကျမကဒေါက်တာအနုရာဒာပန္နာဖြစ်ပြီးအပလိုဆေးရုံကြီး Jubilee Town Hyderabad မှာ laparoscope ပြည့်နဲ့ robot တစ်ခွက်ဆိတ်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်မိပါတယ်။ကျူးကြချင်းဆိုတာပါလေ။တအင်းကြုံချင်းဆိုဒီမှာကစုံတရားကြဆင်းလာခြင်း။ကျူးကြချင်းဆိုတာကအောက်တို့ဆင်းကြလာတာကိုဆိုလိုတာပါ။တခါတလေတခုလည်းပဲစင်းကြလာနိုင်တယ်လို့တခါတလေမှာတော့ CA တို့မဟုတ် NGO မှာလည်းဖောင်းပွားခြင်းတွေဖြစ်နိုင်ပါတယ် ဒါကြောင့် C အိမ်ထိခိုက်ရင် Sister ဆိုလို့ခေါ်ပြီးတင်ပါအနောက်ဘက်ပိုင်းထိခိုက်ရင် Red ဆိုလို့ခေါ်ပါတယ်။ကျူးကျခြင်းဖြစ်စေတဲ့အကြောင်းရင်းတွေကပါလဲ။အများအားဖြင့်တင်ပါအောက်ခြေကျွတ်သားတွေအားနည်းလာတာကြောင့်ဖြစ်တတ်ပါတယ်။ဒါဟာအသက်အရွယ်ကြီးလာတာနဲ့သို့မဟုတ် Estrogen ညွန်နေလာတာနဲ့လည်းဖြစ်နိုင်ပါတယ်။ကလေးများများမွေးဖူးသူမွေးဖွားရမှာအခက်ခဲရှိသူတွေအတွက်လည်းဖြစ်နိုင်ပါတယ်။ဒါအပြင်မကြာခဏဝမ်းချုပ်ခြင်းသို့မဟုတ်မကြာခဏချောင်းဆိုးနေရသူတွေအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဒီအရာတွေကိုဂရုပြုထားသင့်ပါတယ်။သို့မဟုတ်မွေးဖွားပြီးနောက်မှာအလွန်မင်းအားကြီးတဲ့လှုပ်ရှားမှုတွေပြုလုပ်တာသို့မဟုတ်ခန္ဓာကိုယ်ကြီးလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါမျိုးတွေကတော့ကြိုးကြခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။ဒါဆိုဘာဖြစ်လာမလဲ။လက္ခဏာတွေကဘာတွေလဲ။အသက်ကြီးလာသူတွေကကျွန်တော်တို့စီလာပြီးသူတို့အိမ်မက်အတွင်းမှာအကြီးကျယ်နာစာရှိတယ်သို့မဟုတ်ဝင်ရိုးအတွင်းမှာအလေးခံနေတာလို့ခံစားရတယ်လို့ပြောကြတယ်။သူတို့အနေနဲ့စီးချရအခက်ခဲရှိတယ်လို့ခံစားရတယ်။ တခါတလေစီးချဖို့တခုခုကိုတွန်းထိုးရတယ်သူမဟုတ်ဝမ်းထုတ်တဲ့ခါမှလည်းအခက်ခဲရှိပြီးပြီးတော့အကြီးအကျယ်နာစာကိုမြင်တွေ့ရတယ်ဒါတွေကတော့ကျွန်တော်တို့တွေ့ရတဲ့ပုံမှန်လက္ခဏာတွေပါဒါဆိုဘာလို့ကင်လဲအရင်ဆုံးကတော့ကာကွယ်ခြင်းမှာမွေးဖွားပြီးနောက်မှာမိန်းကလေးတွေကခီးကျုပ်လေ့ကျင့်ခန်းကိုမှန်ကန်တဲ့ BV တိုင်းနဲ့လုပ်နိုင်တယ်ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်တယ်ချောင်းဆိုးခြင်းကိုလည်းကာကွယ်နိုင်တယ်ပြီးတော့အနေငယ်ပဲ prolapse ဖြစ်လာတဲ့အခါမှာတော့ prolapse တစ်ခုချင်းစီဟာခွဲစိတ်ကူတာမှုမလိုအပ်တာလည်းရှိတယ် အချိန်များကြီးမှာတော့ဒီခိကြိုလေ့ကျင့်ခန်းသို့မဟုတ်ဖော်ဖက်အားကောင်းစေတဲ့လေ့ကျင့်ခန်းတွေကိုလုပ်နိုင်ပြီးသင်အခြေအနေတွေကိုတော်တော်လေးထိန်းချုပ်နိုင်ပါတယ်။ဒါပေမဲ့လက္ခဏာတွေအထင်ရှားလာတဲ့အခါဒါမှမဟုတ်မင်းကလေးမှာ proverb ကြောင့်စီလန်းကြောင့်အတက်ကြဖြစ်လေရှိပြီးစီလန်းကြောင့်အတက်ကြဖြစ်နေလေဆိုရင်သို့မဟုတ်ဝမ်းထုတ်ရခက်ခဲပြီးတစ်ခါတရံမှအဲ့ဒီမိယာမှာအရန်တိုက်မိလို့အခက်ခဲရှိနေတယ်ဆိုရင်တော့ခွဲစိတ်ကူတာဖို့လိုအပ်လာပါတယ်။အသက်ကြီးလာတဲ့မင်းကလေးတွေလာရောက်ကြတိုင်းရင်တော့ တိုက်အိမ်ကိုဖေရှားပေးဖို့ပြောပါတယ်ပြီးတော့ cestosol retrosol ကိုကယ်လယ်ပြုတင်ပေးပြီး volt prolapse မဖြစ်အောင်တင်ထားပေးပါတယ်ဒါပေမဲ့မိန်းကလေးငယ်တွေလာရောက်ပြတာပြီးတိုက်အိမ်ကိုထားချင်တယ်ဆိုရင်လည်းအဲ့ဒါလည်းပြုလုပ်နိုင်ပါတယ်တိုက်အိမ်ကိုတင်ထားပေးနိုင်ပါတယ်ဒါကိုပဲ histrupepsy လို့ခေါ်ပါတယ်တိုက်အိမ်ကိုအောက်ဖက်ကနေ sacrospinous ligament မှတစ်ဆင့်တင်ထားပေးတာဖြစ်စီ အပေါ်ဘက်ကနေခေါပော့ပစီလုတ်ပေးတာဖြစ်စီတင်ထားပေးနိုင်ပါတယ်ဒါဆိုရင်သူမဟာတအိမ်ကိုထားနိုင်တယ်လို့ကလေးမွေးနိုင်ပါသေးတယ်ဒါပေမဲ့ပြန်လဲပျက်စီးနိုင်လို့များသောအားဖြင့် cesarean section နဲ့မွေးဖွားရလာများပါတယ်အဲ့ဒါကိုနားလည်ထားဖို့လိုအပ်ပါတယ်ဒါမှမဟုတ်အရန်အားနဲ့နေတဲ့မိန်းကလေးတွေတစ်ခါတလေအမျိုးသားတွေလည်းအခွဲစိတ်မှုလုပ်ဖို့မတင်တော်နိုင်မှုဆိုရင်တော့ဥစွာလဲပင်ပတ်တစ်ခုထည့်ပေးပါတယ် ဒါကို pessary လို့ခေါ်ပြီး ring pessary ဒါမှမဟုတ်အခြားမျိုးစားတွေရှိပါတယ်ဒါတွေကတိုက်အိမ်ကိုအတွင်းသို့တွန်းထည့်ပေးနိုင်ပြီး ancestry မတင်တော်သူတွေအတွက်အဲ့ဒီနေရာမှာတည်နေစေပါတယ်ဒါကြောင့်အခြေအနေပေါ်မူတည်ပါတယ်တစ်မှာတားအိမ်ကြခြင်းဖြစ်လာရင်ဘလိုနီလက်နဲ့ဆက်လက်ကုသနိုင်မလဲအာကစားနီလေးရွေနဲ့ဖြစ်စေလယ်ပင်ပတ်ထည့်ခြင်းနဲ့ဖြစ်စေဒါမှမဟုတ်တားအိမ်ထုတ်ခွဲစိတ်မှုလိုအပ်မလားတားအိမ်ထိမ့်သိမ်းထားပြီးခွဲစိတ်မှုလိုအပ်မလားဆိုတာဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်